မသေးခင်သွားထိတ်တဲ့စားတော့ဆိုင်များအပိုင်းနှစ်နံပါတ်1 organic ဆိုင်ဒီစားတော့ဆိုင်ကတော့နာမည်နဲ့လိုက်အောင်ကို organic တွေကြီးရောင်းတာဖြစ်ပါတယ်ဘလောက်တော့ organic တလဲဆိုရင် လာစားတဲ့သူကစား organic ဖြစ်နေရမှာစားသုံးသူတွေအနေနဲ့မစားခင်တကောလုံးချွတ်ပြီးတော့မှမိမိတိုင်းဖာမူတိုင်းလေးစားရမှာဖြစ်ပါတယ်ဒီဆိုင်လေးကို2018ခုနှစ်တုန်းက Paris မြို့မှာဖွင့်လှစ်ခဲ့ပြီးတော့စားဖွင့်ကစားတုန်းကဆိုရင်ဝက်ဝက်ကွဲကူအောင်မြင်သွားခဲ့ပါတယ်ဒါပေမဲ့စိတ်မကောင်းစွာနဲ့ပဲဖွင့်ပြီးတိတ်မကြခင်မှာတိုင်ကြားချက်တစ်ခုကြောင့်ပိတ်သိမ်းခံရရပါတယ် အခုတော့ဒီဆိုင်ဖောက်ပေးခဲ့တဲ့လမ်းစဉ်ကြောင့်ကဘာတဝမ်းမှာပါအခုလိုဆိုင်နေအများကြီးရှိနေပါပြီ။မိတ်ဆွေတို့လည်းဝါသနာပါတယ်ဆိုရင် Google သာပြေးခောက်ကြည့်ဖို့အကြံပေးချင်ပါတယ်။နံပါတ်1 J-House ဒီစားတောက်ဆိုင်လေးကလည်းဆိုင်နမဲနဲ့လိုင်းအောင်ကိုထောင်ထဲတူအောင်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ဆိုင်မှာလာစားတဲ့ဧည့်သည်အားလုံးကိုအချုပ်ခန်းနဲ့ထည့်ပေးထားမှာပါ။တန်နိုင်နေတော့မှတဲခင်းချင်းမွေးသွားမှဖြစ်ပြီးတော့ဝိတာတွေကလည်းရေဝစ်စုံနေနေဖြစ်ပါတယ်။အိုးခွပကံတွေကစားထောင်ထဲသုံးဆောင်နေကြီးပဲဖြစ်ပြီးတော့တကယ်ထောင်ထဲရောက်နေတယ်လို့ခန်းစားသွားရမှာပါ။ ။တစ်ဆိုင်လုံးမှာထောင်နဲ့မတူတာဆိုလို့အစားအသောက်တစ်ခုပဲရှိတာ။တော်သေးရဲ့လို့ပဲပြောရမှာ။နံပါတ်3 Wine Lagoon ဂျပန်နိုင်ငံမှာရှိတဲ့ Yunnesan Spa Resort ကတော့ wine နဲ့ပါရေချိုးလို့ရတယ်လို့ဆိုပါ။ဝိုင်းနဲ့စိမ်ပြီးရေချိုးတာကအသားရေအတွက်လည်းကောင်းမွန်စေပြီးတော့လူကိုလည်းလန်းဆန်းသွားစေတယ်လို့သိရပါတယ်။ရေချိုးတဲ့ဝိုင်းနဲ့တောက်တဲ့ဝိုင်းကိုတသက်စီခွဲထားပြီးတော့ဝိုင်းမျိုးပေါင်း200ကျော်အထိကိုရွေးချယ်လို့ရမှာဖြစ်ပါတယ်။အဲကျွန်တော်လိုမျိုးအယ်ကိုဟောဆိုရင်အနံ့နာမခံနိုင်တဲ့လူတွေအတွက်လည်းခောက်ဆွဲအပြည့်ထည့်ထားတဲ့ရေချိုးကန်တွေထပ်ရှိသေးပါတယ်။ နံပါတ်၄ကာဆာဘိုနီတာဒီဇိုင်းလေးကတော့အပြင်းမှန်းကြည့်ရင်ဘာမှမဟုတ်ဘူးဆိုပေမဲ့အထဲမှာဆိုရင်တော့လူတစ်ထောင်ကျော်လောက်ဆန်းတဲ့အေရာမှစားတောက်ဆိုင်ကြီးဖြစ်ပါတယ်။ထောင်ကူက84ခုနှစ်ကတည်းက US မှာစတင်ဖွင့်လှစ်ခဲ့ပြီးတော့မက္ဆီကိုစားတောက်တွေကိုအဓိကထားရောက်ပါတယ်။စားတောက်ဆိုင်ကဘလောက်တောင်ကျယ်တယ်လဲဆိုရင်တဆိုင်လုံးအနှံပတ်သွားရင်တော့တနအီခွဲလောက်ကျတယ်လို့ဆိုပါတယ်။လှုပ်ဝက်လှိုင်ကောင်းနေနဲ့ပေ30မြင်းနဲ့ရေဒီယိုနေပါရှိနေပြီးတော့အပန်းဖြေတဲ့နေရာကြီးတစ်ခုလိုဖြစ်နေတာပါ။ ။ဆိုင်ထဲမှာလည်းအစားအသောက်တွေပြင်တခြားသော activity တွေပါရှိနေပြီးတော့ casino ပါရှိတယ်လို့သိရပါတယ်။ကလေးတွေအတွက်လည်းကစားကွင်းရှိသလိုလူကြီးတွေအတွက်လည်းဘားကောင်တာတွေရှိသေးပါတယ်။ Las Vegas ကမှ Disneyland နဲ့ပေါင်းစပ်ထားသလိုပဲလို့ဆိုပါဒါရင်ပဲလားဆိုတော့တနက်ပြည့်ပြိုင်ပွဲတွေဓာတ်ပြိုင်ပွဲတွေနဲ့တခြားသောရှိုးပွဲတွေပါထပ်ရှိသေးပါတယ်။စားတောက်ဆိုင်ဆိုပေမဲ့အကုန်စုံငိုရှိနေတာဖြစ်ပြီးတော့မရှိတာဆိုလို့တဲသွားရမယ့်ခွန်မာလေးပဲဖြစ်ပါတယ်။နံပါတ်5ဆေးရုံဆိုင်ကစတမာကိုဖူးဖူးမှုတ်ထားတာမျိုးပဲခြိုက်တယ်ဆိုရင်တော့စားတောက်ဆိုင်လေးတစ်ခုနဲ့မိတ်ဆက်ပေးကြမှာ ။ဒီဆိုင်ကတော့မသိရင်စေယုံလို့လို့ဘာလို့လို့ထင်ရပြီးတော့တဆိုင်လုံးစေယုံပျက်စီးတွေကြီးပဲဖြစ်ပါတယ်။ဒါရောက်စားသုံးသူတွေကိုလည်းလူနာတယောက်လိုဖူးဖူးမှုတ်ထားမှဖြစ်ပြီးတော့အစားတောက်တီကစားကိုယ်တိုင်ခွန်ကြွေသွားမှာပါ။ဝန်ထမ်းတွေကလည်းသူနာပြုတ်တယ်လို့ဝစ်စင်ထားမှဖြစ်ပြီးတော့ဆေးရုံ vibe အပြည့်ရအောင်စီစဉ်ပေးသွားမှာဖြစ်ပါတယ်။အဲဆေးရုံတက်ရမှာကြောက်တယ်ဆိုရင်ဒါမျိုးဆေးရုံမှာလည်းကုသလို့ရတယ်။ဆုံးနေကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။